ကိုယ်ဘဝလေးကိုကျင့်နေပြီတွတ်တားနေတာကိုဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာလဲဆိုတော့တဏှာဆိုတဲ့လူကျင်တတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒဒါဖြင့်ဒီတဏှာကတော့ဘာလို့ဖြစ်ရတာလဲဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုတွေရှိသည့်အတွက်ကြောင့်ตายဝဲခံစားမှုတွေဆိုလူချင်းလာအဲ့ဒီလူချင်းမှုလေးတွေကြောင့် တဏဝေဒနာပစ္စယတဏဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုတော့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတာဆက်သွယ်မှုရှိလာလို့ရှိရင် ဖြစ်တာပဲလေကုကေလူချင်းတာပြောကြတာမလေးအိုးချင်းထားရင်အိုးချင်းညိတယ်လေကြိုးချင်းထားကြိုးချင်းညိအိုးချင်းထားအိုးချင်းထိတယ်နော်အာယုန်ကလည်းဒီတိုင်းမှာပဲထိနာပဲအမြဲတမ်း စိတ်နဲ့အာယုံထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တာဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနာနာလျာကာယမနဆိုတဲ့ sense organ တွေရှိကြောင်းရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေဘာကြောင့်ဖြစ်တာတုံးဆိုနန္တရားတွေနဲ့ယုတ်တရားတွေရှိလို့နန္တရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပရိဒိရိဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆို င်္ခါရပိစယဝိညာဏကံတရားတွေကြောင့်ဖြစ်တာအဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတော့ဆိုအဝိဇ္ဇာပိစယသင်္ခါရမှန်မသိခဲ့ဘူးမှန်မသိလို့ဒါတွေရှိနေတာဟောသစ္စာဗျာပရိစ္ဆသမုပ္ပါမှာအဖြေတွေထုတ်ပေးတာဘဝတစ်ခုရဲ့အဖြေတွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှာပြထားအကြောင်းတွေရှာပြတယ်လို့ဆိုလူရှင်းကိုလည်းပြထားအေး မသိဘူးဆိုတာမရှိရင်မေတ္တာနာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိသေဝိညာဉ်ဆိုမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ကံတက်တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏမလာဘူးတဏမလာရင်ဥပါဒံဆိုတာမလာဘူးဥပါဒံမလာရင်ဘဝဆိုတာမလာဘူး ဘဝမရှိရင်ဇာတိမရှိဘူးဇာတိမရှိရင်ဩရဏာရသေးတာမရှိဘူးဆိုဟော solution ကိုပြသွားအဲ့ဒါလို့အကြောင်းနဲ့အကျိုးနဲ့ဒီလိုမမှန်ကန်ကန်လေးဘက်လေးတန်ကပြည့်ပြည့်စုံစုံတည်တာကိုသမသမုဒ္ဒောလို့ပြောတာเนาะသမသမုဒ္ဒောလို့ပြောတာအဲ့ဒီလိုတည်လို့သမသမုဒ္ဒောဖြစ်တယ် တမ္မံပညာမဟုတ်ဘူးအိဗဓမ္မလေးနဲ့မှန်ကန်တဲ့သဘာဝတရားကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်နိုင်တဲ့အသိပညာမျိုးကိုရသော်ဗျာရပါတယ်